ဥပနာထေးဆိုင်ပေါ့နော်အမေရဲ့ယောက်ျားကြီးလို့လာခဲ့ပါလို့ဘုရားတူတူရှိခိုးမယ်အမြောက်ဝင်လို့ဆိုအမဘုရားရှိခိုးလို့ပြထိုင်လိုက်တယ်ဘုရားရှိခိုးပြီးတဲ့အချိန်မှာအောက်ကအတန်ကြီးရို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 းအတန်ကြီးကြားဟာဘာလဲပေါ့အိမ်မှာလည်းပွားနှစ်ယောက်ထဲကြံနေတာအဲ့ဒါကမဲကလည်းတကားနာကတ်လိုက်တဲ့ချိန်မှာမွေးတာမွေးတာမွေးတာလေသူမွေးတာလေးရလေအင်းအင်းလေးတိလာဟိုအမွေးနိုင်တယ်လည်းမဟုတ်ဘူးပန်းနိုင်လည်းမဟုတ်ဘူး သိလားအဲ့လိုကိုပိုင်အနက်မွှေးမွှေးလေးမွှေးတာမှနော်တမီအနက်လေးကတင်းတာလှိုင်းနေရအချိန်မှာစိတ်ထဲမှာပြောချင်တဲ့စကားတစ်ခုပေါ်လာအဖေကနားထိုင်အောင်လို့ဦးမီလည်းရှိတော့ဟုတ်ဘုရားရှိခိုးမှပြောမယ်ဘေးကအေးအေးရပြောရတဲ့တမီးလေး तू ကဘာဖြစ်ဖြစ်အမသာဟိုလှလာမလှလာလေ तू ချက်ငယ်တာ哦ငယ်တော့ခါကျ तू က စိတ်ပူတာပေါ့နော်အဲအဲ့လိုမျိုးသူ့မှာဥတူတတ်တဲ့စိတ်ကလေးရှိရပါလားအမှလည်းတော့အဖေဒီနေ့ကွယ်လွန်သွားတဲ့ဒီဒီနေ့ဒီချိန်ကလည်းစပြီအမေတည်သွားတဲ့ချိန်ဒီမိဘကမှနောက်ထပ်ယောက်ျားမရှိသေးရဘူးဆိုတော့အမအဲ့လိုပြောလိုက်ပြောလိုက်တော့လေခဏလေးနေတော့လေဖြည်းဖြည်းဖြည်းလေးပြောက်သွားမိုင်းမိုင်းရဲ့အင်းရှိမာတဲ့လူတယောက်ကတဲ့အင်းကြီးအလွမ်းကပ်ပြူလို့တဲ့ကားစုံကြီးဖြစ်ပြီးဆိုနေတယ်ဆိုတော့ခါကြတယ်မထကြည့်တော့ ဆိုတာတိလားဆိုပြီးတော့လေနောက်ဆုံးငိုတာငိုပြီးတော့သူကမဲကိုပြထွက်တယ်ကမဲကိုခြာပြီးတော့ချင်းဆိုပြီးတော့ဟိုဘက်ကိုလှည့်ပြီးငိုတာငိုပြီးတော့သူကောင်းမှုဆိုမှတ်တယ်အဲ့လိုနောက်ဆုံးထားရတယ်တာထူးထူးဆန်းဆန်းမအိပ်ပြောတာ ဒီကလေးလေးကဖုန်းကြည့်နေလက်ထက်ကလွတ်ကြပါပြီဆိုတော့သူကအဲ့အမနေ့ကသူလူးလှိတ်အမလည်းကြောက်တယ်ပေါ့နော်။အော်သူတကယ်သွားတော့မှလာပါနော်။ပထမရက်ကအမအရင်ငိုတာ။ငိုငိုတယ်ဆိုတော့လည်းမခံစားနိုင်ဘူးလေနော်။ဟိုလူတွေရှေ့မှာသာအများကြီးမဖြစ်ဘူး။အမအော်အော်ငိုတာ။ဘာဆိုဒီနေရာသွားလဲ။ဒီနေရာသွားလဲသူအဲ့လိုမျိုးတွေဖြစ်နေတော့ အော်ငိုတာအော်ငိုတော့ကလေးတွေကမမောင်လေးကအာကာမိုင်းရဲ့တဲ့မငိုပါနဲ့တဲ့မိုင်းအဲ့လိုငိုနေသူသူစိတ်ဆင်းရဲမှာပေါ့တဲ့ဆိုတော့မတက်နိုင်ဘူးလို့ငါဒီချိန်မှမငိုငါပဲချိန်ကိုရမှာလေတသက်လုံးကဒီအနာကြီးနဲ့ငါဘယ်လိုနေမငိုတာဒါပေမဲ့အဲ့ချိန်မှာလေလုံးဝဘာတမ်းမှမကြားရအောင်ချွတ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 ်လည်းမကြားဘူးဘာအနဲ့မှလည်းမကြားရအောင်အော်လို့ထင်လိုက်တာ နောက်ထပ်လူများတစ်ခါတည်းဖြစ်သွားပြီလားဗောနော်နောက်ဒါဘောတစ်ခုခုလူများလူတစ်ခါတည်းဖြစ်သွားပြီလားဆိုတော့တွေးအော်ဒါဆိုတော့ငါ့ဘောထဲမှာတကယ်မရှိတော့ဘူးဗောနော်တွေးလေငိုလေဗောအဲ့ဦးညူညေချတဲ့နေ့ကြထူးဆန်းစွာစိတ်ထဲမှာကြည်ရအဲ့အမတယောက်တည်းမဟုတ်အမမိသားစုအဖေတို့ဘာလို့ဆိုလို့ရှိရင်ဟိုအဖေကဘယ်လိုပြောလဲဆိုတာလေသမီးရဲ့နာရေးပို့ရတဲ့စိတ်ခံစားချက်မျိုးမဟုတ်ပဲနေတဲ့ ကြည်ရဲ့အဲ့လိုမျိုးပြောအာပြောနောက်တစ်နေ့မနေ့ကျတော့မအမမောင်လေးတွေကအဝတ်စားတွေမပါလာဘူးမပါလာတော့သူကမန်းကနဲ့မပြန်ရဘူးတသားအင်ကြီးယူဝတ်နေရတော့အဆင်မပြေတော့တားတို့အင်ကြီးသွားယူမယ်တဲ့ဆိုအေးသွားကြပေါ့ဆိုသွားမနေ့ကိုအမရဲ့တားရဲ့နှစ်ယောက်တည်းကြံအကြံတဲ့အချိန်မှာအမဖျားရှစ်ခိုးကြင်လာတာမနောက်မှဆိုမမနေ့တစ်ခါညတစ်ခါပုံမှန်ရှစ်ခိုးတယ်ဒါပေမဲ့ နှစ်ရက်လောက်ပြက်သွားတယ်ပြက်သွားတော့အော်လို့ဖះလည်းမရှိခိုးပြဘူးဆိုပြီးတော့ဖះရှိခိုးမယ်ဆိုတဲ့အချိန်မှာအမဥချင်းကြီးကြီးခေါ်ဥဥဝနာထေခိုင်းပေါ့နော်မိရဲ့ယောက်ျားကြီးလို့လာခဲ့ပါလို့ဖះတူတူရှိခိုးမယ်အမျှဝင်မယ်လို့ဆိုအမဖះရှိခိုးလို့ပြထိုင်လိုက်တယ်ထိုင်ပြီးတော့အမသူနဲ့ဆိုအမရှက်တယ်ဖះရှိခိုးအမအတန်မထွက်ဘူးသူထိုင်ကြည့်နေပိုဆိုးတယ်ရှက်တယ်ဖះသာရှိခိုးနေရတယ်အဲ့ဒါအဲ့နေ့ကျတော့အမတေးသေးချာချာလေးကိုလေအတန်ထွက်ပရိစိတ် လုံးဝအပူပင်မရှိဘူးအမဘုရားရှိခိုးလာဘုရားရှိခိုးပြီးအချိန်မှာအောက်ကအတန်လေးရို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 းအတန်လေးကြာဟာဘာလဲပေါ့အိမ်မှာလည်းကိုယ်နှစ်ယောက်ထဲကြံနေတာအဲ့ဒါကမဲကတည်းကတကားနာကတ်လိုက်တဲ့အချိန်မှာမွေးတာမွေးတာမွေးတာလေသူမွေးတာလေးကလေအီအီလေးတိလာဟိုဟိုအမွေးတိုင်းနဲ့လည်းမဟုတ်ဘူးပန်းနိုင်လည်းမဟုတ်ဘူးတိလာအဲ့လိုကိုယ်ပိုင်အနက်မွေးမွေးလေးမွေးတာမှတော့တမီအနက်လေးကသာတင်းတာလှိုင်းနေရ အဲ့ငါကောက်သွားပြီလားဗောဟာအရန်သူ့တွေ့ခြင်းနေရလေတိလာကို့နောက်သူအရန်လာသေးခြင်းနေတော့စိတ်ကြောက်ကြရဖြစ်တာလားအရန်မျောလင့်နေမိတာလားဆိုပြီးတော့လေဖြစ်နေအချိန်မှာအမအဖေကအဲ့အချိန်မှာတပြိုင်နက်တက်တက်ဆိုင်ဆိုင်တက်လာတာခလေသားကနေတက်လာတော့ဟာအဖေလို့အဖေဖေးလို့မွေးနေလားမွေးနေလားလို့ဆိုအဖေကလေမွေးရသမီးဆိုပြီးတော့လေလက်မထောင်ပြီးတော့သူတက်လာမွေးတာမားတယ်ဟိုးအောက်ကအဝင်ကတကားပေါက်ထိမွေးတာအဲ့လိုတိလား အရန်လေဝမ်းသာသွားတယ်ပြောရင်တမျိုးကြီးလို့ထင်ပါသိလားဝမ်းသာသွားတယ်သိလားအော်ဆိုဒါပေမဲ့ကိုလည်းသိရလေဒီလောက်တော့အမွှေးဆိုရင်ကောင်းတယ်လေဆိုတော့အော်သူဒါဆိုကောင်းသွားတာပေါ့လို့ဆိုတော့အဲ့ချိန်မှာမှတကားကိုဖွင့်လိုက်တယ်အဖေကဒီမှာထိုင်နေပေါ့ခေါင်းကအခုကဖုန်းကြီးတွေပြင်ထိုင်တော့အဲ့ချိန်မှာစိတ်ထဲမှာပြောချင်တဲ့စကားတစ်ခုပေါ်လာအဖေခဏထိုင်အောင်လို့ဦးညီလည်းရှိတော့လို့ဖះရှိမှပြောမယ်လို့ ဟေးအေးအေးရဲ့ပြောရတဲ့တနည်းရဲ့ဆို။ तू ကဘာပြောပြောအမသာဟိုလှလာမလှလာလေသူတက်ငယ်တာ哦။ငယ်တော့ခါကျ तू ကစိတ်ပူတာဗောနော်။အဲအဲ့လိုမျိုး तू မှာဥတိုတတ်တဲ့စိတ်ကလေးရှိတာဗောနော်။အဲ့မှနေပြီးအဖေဒီနေ့ကွယ်လွန်သွားတဲ့ဒီနေ့ဒီအချိန်ကနေစပြီ။အမေတည်သွားတဲ့အချိန်ဒီမိဘကမှနောက်ထပ်ယောက်ျားမရှိသေးရဘူး။ဆိုပြီးတော့မအဲ့လိုပြောလိုက်တယ်။ပြောလိုက်တော့လေခဏလေးနေတော့လေဖြည်းဖြည်းဖြည်းလေးပြောက်သွား။ဒီလား အဲ့လောက်ပြောလိုက်နိုင်တာလေကျင်းတဲ့တူလားအဲ့နဲ့နောက်တစ်ရက်ကျတော့ထူးဆန်းတာဒီတေးတန်တာကလေးမလေးလာတော့လက်ပြလေးဝင်လာဝင်လာပြီးတော့လေဒါသူဒီဒီနှစ်ယောက်တည်းဆိုဒါသူထိုင်တဲ့နေရာပေါ့အဲ့နေရာမှာဖက်ခနေနာတယ်ပြီးတော့မွေးလာအဲ့လိုမျိုးအဲအဲ့လာဧည့်သည်လာတဲ့အချိန်မှာမွေးတဲ့၃ယောက်ရှိတယ်မတ်ကော်ရယ်တေးတန်တာရယ်ကိုဘလက်ချောရယ် တိတိတတမွေးရပြခဏလေးပဲပျောက်သွားဆိုလေအော်ဘာပဲပြောပြောသူကောင်းရမွေးရတော့ရောက်နေတယ်ပေါ့နော်ဆိုပြီးတော့အဲ့လိုမျိုးလေးထူးခြားတာလေးပေါ့သူနဲ့ပတ်သက်ပြီးတော့ထူးခြားအမေကတော့စူတာပေါ့အမကနောက်သူမလာတော့ဘူးလားရင်လို့မေးတော့အမေကတမိအဲ့လိုမပြောပါဘူးအော်အေးပေါ့လေဟုတ်ပါပြီပေါ့ငါနှုတ်ဆက်တယ်တတိယနေသေးတယ်ကောင်းသွားတယ်ဆိုပေမဲ့တော်သေးတာပေါ့လေကိုကကြောက်တာတော့ကြောက်တာပေါ့အမငကိုလေးကသူ့ကို အခုချိန်ထိဒီနေ့ချိန်အမသူ့ပေါ်မှာလေတစ်စက်ကလေးမှမဖောက်ပြန်ဘူးသူ့အသက်သူ့ရွယ်သူ့ကျန်းမာရေးဘာပဲဖြစ်ဖြစ်အမဘွားမှာတားနေသူပဲရှိလားဒီလားသူနဲ့တားနေကိုဘလို့သွားရင်ကောင်းမလဲဆိုတာပဲအမတွေးတာမရှိဘူးဒါပေမဲ့ तू ကနောက်ပိုင်းကျန်းမာရေးလည်းနည်းနည်းချိုးတက်လာတယ်အသက်ကလေးလည်းရလာတဲ့ခါကျတော့ तू ကဘလို့ဖြစ်လဲဆိုတော့သူ့စိတ်ထဲမှာပူပန်တဲ့စိတ်ရှိတယ်တစ်ချက်တစ်ချက် तू အမကပြောတယ် သူတခြားလူလူမျိုးလူမျိုးလေဟိုနိမိတ်ကစားပြောတတ်တဲ့လူမျိုးမဟုတ်ပေမဲ့သူတစ်ချက်တစ်ချက်ပြောလိုက်တဲ့စကားလေးတွေတိတယ်အမမသိကြအောင်ဆောင်းတယ်သူသူနှလုံးသားထဲဝင်သွားမှဆိုလို့လေဒီအပူစိတ်ကြီးကအဲ့အမလည်းမသိကြအောင်ဆောင်းတယ်ဒါပေမဲ့အဲ့ဒီကြတော့အမပြောချင်တာတခြားဟုတ်ကြရဲ့မိမမကယ်လိုက်နိုင်တာမဟုတ်ပါဘူးမိမမကယ်တတ်လို့ပါပေါ့နော်ဒီလိုမျိုးဖြစ်သွားတာမိမလုတ်ပေးချင်ပါတယ်နောက်ပြီးတော့တကယ်မေတို့မေ့သွားတာလားပေါ့အဲ့လိုမျိုးစကားတွေအများကြီးပြောချင်တာဒါပေမဲ့ အဲ့ချိန်မှာဖြတ်ခနဲပေါ်လာတာလေငါအဲ့ဒါလေးပြောချင်လာလေအဖေလည်းရှိတယ်သူအဖေကိုသူအရင်အားကိုးတယ်ပါအားကိုးတယ်ဆိုတော့ဟိုလိုပေါ့သမီးကိုဆုံးမနိုင်တဲ့အဖေပေါ့အဲ့လိုအနေနဲ့သူအားကိုးတော့အဲ့အဖေရှိတော့ဦးညီလည်းရှိတော့ဖះရှိမှာအခုပဲသမီးဖះရှုပ်ခိုးပြီးသားပြီဆိုပြီးတော့အဲ့စကားကိုပြောလိုက်တာကိုကိုကတော့တော်တော်ကြင်နဲ့သွားတယ်ဒီလားအိုးဒါသာကိုဆောင်နဲ့ကပြောတဲ့ဟာမျိုးနဲ့တူပါတယ်တသားအတွက်ဆိုလို့ရှိရင်အရန်ကိုသူကအသေးစိတ်ကြတယ် तू စီစဉ်လား तू တွေးတာ तू သီးခံလားအမသူ့လောက်မသီးခံဘူးတတသူ့ဘာလို့လို့ तू အရင်သီးခံအမသီးမခံဘူးအိမ်မှာငါတယောက်တော့ तू ကြောက်မှဖြစ်မယ်ဆိုရယ်စိတ်အမတကယ်ရှိတယ်ဆိုတော့ तू စိတ်မချောက်အမတို့တာမီတက်နေမှာလေ तू စိတ်မချောက်အဲ့ဒါလည်းပြောလိုက်တယ်ဖေသားအုံမေဘယ်တော့မှမရိုက်ဘူးနော်လို့ဖေစိတ်ချလက်ချသွားလို့ကားကိုအတက်နိုင်ဆုံးအဖေနဲ့ဂျမ်းတူမဟုတ်တော့ အဖေထားတဲ့အနေထားမျိုးမဟုတ်တာအတက်နိုင်ဆုံးမေလုတ်ပေးပါမယ်လို့စိတ်မပူနဲ့လို့အဲ့လိုတော့ပြောလိုက်အမငွေသူလိုက်ပြီးတော့လေအမမျက်ရည်တုပ်ပေးတယ်ကားမောင်းနေနဲ့သူကကွာကားပတ်ပတ်စီးတယ်တိုးတော့အဲ့ကားစီးတဲ့အချိန်ဆိုရင်အဖေနဲ့အမေနဲ့မောင်းမှမမောင်းရင်သူများမောင်းတာလုံးဝမစီးဆိုတော့အခုသူ့ဖေမရှိဘူးလေလာရေးချတဲ့အော် sorry ဆုံးဆုံးချင်းနေရအမကားသုံးပတ်ပတ်မောင်းရတယ်ည9နာရီလောက်ကြီးကြီး သူသွားကျင်နေဆိုလို့သူစိတ်ချမ်းသာပါဆိုပတ်ပေါ့မငိုငိုတဲ့အချိန်မှာသူအမောက်ဖက်ပြီးတော့လှမ်းဖက်တာနော်လှမ်းဖက်ပြီးတော့သူကပုတ်ပေးတာသူကဆိုသူကောင်းကောင်းတိတယ်အမေသူကဟိုလိုပေါ့တိတစ်ချက်မတိတစ်ချက်အမကလေသူအဲ့ဒါလေအဲ့နေရဆိုအဲ့တော့ဧည့်သည်ရဲ့လူများတော့တမီရဲ့သူကပြိုင်းနေပြိုင်းနေတော့အမအဲ့ရတဲ့သွားလဲနေရလဲနေညဘက်ကြီး7နှစ်လောက်7နှစ်ခွဲ7နှစ်လောက်ရှိပြီ ကကဘယ်ချင်းလောက်ရှိပြီလဲမသိဘူးအရှင်အထွတ်ထွက်သွားပြီအဲ့ဆယ်နာရီလောက်တော့အနည်းဆုံးရှိပြီမှောင်နေမှအရာလေးရောက်သွားပြီဆိုတော့အာ तू ကမိုင်းမိုင်းရဲ့အင်းရှိမာရဲ့လူတယောက်ကရဲ့ဥညီအလွမ်းကဖေးကိုရဲ့ကားစုံလေးဖွင့်ပြီးစိုးနေရဲ့ဆိုတော့ခါကြာလေမထကြည့်ရတယ်သူစိုးတာတိလားစိုးပြီးတော့လေနောက်ဆုံးငိုတာငိုပြီးတော့မှသူကားမန်ကိုတင်ပြထွက်သွား तू ကဘယ်လိုလဲဆိုတော့ ဟိုအမှန်နေချရပြီးဇုံမီဖွင့်ထားတယ်ဒီနားမှာရက်လို့ရအောင်သူဇုံမီဖွင့်ထားတယ်အရှိအဲ့လိုမျိုးဆိုအာအမထွက်ကြည့်တော့လေစိတ်ထဲမှာလိုက်ခနေပဲဝမ်းနေတာတိလားအော်ငါယောက်ျားရဲ့လို့ဒီလောက်လူတွေလူတွေချစ်နေကြတော့ပါမြာဘာလို့ထားခဲ့ရလဲဆိုအဲ့ဒီမှာဟာအမောင်လေးကမအီးတဲ့တောက်ခေါ်လိုက်ရမလားတဲ့မခေါ်နဲ့လို့တားလို့သူလဲအဲ့ဒီချိန်မှာနည်းနည်းတော့မူးတော့မူးနေမှာပဲလေသူလဲသူ့ feeling နဲ့သူ့ ကိုလည်းကို feeling နဲ့ကိုနေပါစေလို့တော့ကတ်လိုက်လို့အဆင်မပြေဘူးလို့ feeling ကပျောက်သွားလိမ့်မယ်လို့ဆိုတော့ဒါပေမဲ့သူအဲ့လောက်တော့မရှင်းပြဘူးပေါ့နော်ထားလိုက်ပါตายရဲ့လို့မခေါ်ပါနဲ့ငိုတာကားမဲကိုချာပြီးတော့တချင်းဆိုပြီးတော့ဟိုဘက်ကိုလှည့်ပြီးတော့ငိုတာငိုပြီးတော့သူကောက်ဝူးဆိုမှထွက်သွားဘာလို့အဲ့လောက်စိုးရီထားခဲ့ရလဲ